ျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ဗျာဒီမန္တလေးကဒီမဆိုးရင်ကျောင်းတိုက်ပေါ့နော်အဲမဆိုးရင်ကျောင်းတိုက်ကကုရော်တွေငလျင်တန်ခံပြီးတော့ပေါ့နော်ညပိုင်းဒီလမ်းဘေးမှာကျင်းဆက်အနားယူကြတဲ့အချိန်မှာပေါ့နော်ဒီမန္တလေးကလူငယ်တစုအဲ့ဒီကုရော်တွေကိုအဲဝင်ရောက်ပြီးတော့ဓမြတိုက်အနှုချမ်းစီးပြီးတော့ပေါ့နော်ဖုန်းတွေပတ်စံတွေပစ္စည်းတွေအကုန်ယူသွားတယ်ဆိုတော့သတင်းလေးကိုကျွန်တော်ပြောပြပေးချင်ပါတယ်ဒီသတင်းအရဆိုရင်တော့မန္တလေးအခြေအနေကတော်တော်ဆိုးနေပြီပေါ့နော်လူတွေအာကျွန်တော်ဒီ တာမန်လူတွေထားလိုက်ဗျာဒီဖရဲသားတော်တွေဖြစ်တဲ့ဒီတန်ဃာတော်တွေကိုတောင်မှဒီအနုချမ်းစီဓမြတိုက်တာတွေဆိုတော့တော်တော်လေးကိုစိုးနေပြီပေါ့နော်ကဲကျွန်တော်တို့ဒီသတင်းလေးကိုတစ်ချက်လောက်အတူတူနားထောင်ကြည့်လိုက်ကြရအောင်နော်ကျွန်တော်ကြားမိတဲ့မြန်မာနိုင်ငံရဲ့ငလင်းမှတ်တမ်းတချို့လူတောင်ခေါင်းစဉ်တက်လို့ရပါတယ်မစိုးရင်တိုက်သိကြည့်ကိုသွားပြီးတော့စာသင်တန်ဃာအနေနဲ့သွားရောက်ခဲ့တဲ့တန်ဃာတော်တပါးငလင်းပြီးတဲ့နောက်မှာမုံရွာဘက် အလုံမျိုးပြန်လာတယ်။မုံရွာက အလုံမှာရန်ကုန်ကအလုံမဟုတ်ပါဘူး။ပြန်လာတကဆရာတော်ကားရက်တယ်ဆိုရင်ပဲစီလာတဲ့ JKK ကားရက်တယ်ဆိုရင်ပဲဘေးကတက္ကရာကမတွေကအရှင်ဘုရားပစ္စည်းပစ္စယတွေဘာတွေပါသေးလဲလို့မေးတဲ့ခါကျတော့ဘာမှမပါခဲ့ပါဘူးကွာ။ငါအားလုံးကိုဆုံးပြထားခဲ့တယ်လို့ပြောရမှာပဲတဲ့။တချို့ကိစ္စတွေကတော့စိတ်แท้ကပါပြီးတော့ဆုံးပြခဲ့တာပေါ့တဲ့။ ဒါပေမဲ့လို့28ရက်နေ့ငလျင်ကြီးတိုက်ပြီးတဲ့အခါမှာညအခါကျတော့အိတ်ဆရာနေရာမရှိတဲ့အတွက်ကြောင့်မြေပြင်အသီးသီးမှာတန်ဃာတော်တွေအသီးသီးကသတင်းသုံးကြရတယ်။အဲ့လိုသတင်းသုံးတဲ့အခါမှာတငယ်ချင်း၃ယောက်ဖြစ်တဲ့ငါတို့၃ပါးကလူတော်တော်များများနဲ့ယဟန်တော်တော်များများနဲ့ခတ်ဝဲဝဲနေရာလေးတစ်ခုကိုသတင်းသုံးကြတယ်။တပင်းရိတ်တစ်ခုအောင်မှာဖြာခင်းပြီးတော့ညအခါမှာအိတ်ဆက်ကြတယ်။အဲ့လိုအိတ်ဆက်ကြတဲ့အခါမှာမန္တလေးမှာရှိတဲ့ အသက်အစိတ်အရွယ်လူငယ်လေးတွေခုနှစ်ယောက်လောက်ဓမြောင်ကိုစီနဲ့ရောက်လာပြီးတော့ငါတို့ရဲ့ဘီနာလေးကိုအရှင်ဖျားတို့ရှိသမျှပတ်စံတဲ့ပစ္စည်းအကုန်ထုတ်ဆိုပြီးတော့ချိန်ချောက်တယ်ငါတို့ကအားလုံးအရာရာအားလုံးကိုလောကီပစ္စည်းဥစ္စာအားလုံးကိုဆွန့်လွတ်ပြီးတော့လောကုတ္တရာထဲတော့မှဝင်နေခဲ့ပြီလေဆုံးရှုံးမှုတွေဒီထက်တော့မဆုံးရှုံးနိုင်ဘူးဆိုပြီးတော့ဘာမှရန်တုတ်ပြန်ခြင်းမရှိပဲနဲ့ကဲတကားတော့ ။တကားတို့ကြိုက်တဲ့ပစ္စည်းကြိုက်တယ်လို့ဓာယူရသွားကြ။ဆန္ဒရှိလို့တကားတို့ဖုံးကြီးတွေကိုဓာတ်နဲ့ထိုးကျင်တပါဆိုရဲထိုးသွားဆိုတော့မှအဲ့ဒီမှာရှိတဲ့ပတ်စံတွေရဖုံးကြီးရယူပြီးတော့ထွက်သွားကြရဲ့။ငါတော့အတော်ကိုစိတ်မကောင်းဖြစ်မိတယ်တကားတို့ရဲ့။နောက်မုံရွာကနေပြီးတော့သွားလှူတဲ့အလှူဖွဲတစ်ဖွဲရှိတယ်။သူကတော့ပုဂ္ဂလိကတူးတူးတယောက်ထဲကနေပေါ့သူတို့တနိုင်တစ်ပိုင်းကားနဲ့သွားပြီးတော့လှူတယ် ယူတဲ့ခါမှာဟိုဘက်ကိုရောက်သွားတဲ့လမ်းကခยีကသာမိုင်80ပြောတာအစင့်စင်ရက်လိုက်နားလိုက်ဇက်ကူးလိုက်နဲ့စသဖြင့်လောက်ရတဲ့အတွက်ကြောင့်မန္တလေးကိုရောက်တဲ့ခါမှာနေဝင်ရိုးကြီးရောက်သွားတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲနေရာမရတဲ့အတွက်ကြောင့်မလို့ကားအများစုနဲ့ခက်လန်းလန်းတနေရာမှာသွားပြီးတော့ရက်ပြီးတော့ညအိတ်တယ်မနေ့ရောက်တော့လှူဝဲပစ္စည်းတွေရေတံဘူးဆန်အိတ် ရက်တော်ငချောင်းငချမ်းမှာအစပေါ့လေဝတ္ထုငွေစုံအားလုံးလူမဲဆိုပြီးတော့နားနေတဲ့ခါမှာအခွနဲ့ဖုန်းကြီးကိုတိုက်တဲ့ဓမြဆန်ဆန်မျိုးပဲလူတွေဟာကျွန်တော်တို့ကိုပေးပါဆိုပြီးတော့ဗဇက်ကသာပေးပါလို့ပြောတဲ့အနေထားရှိပေမလို့တခါတည်းလက်တရအထုပ်ကိုစီကိုဆွဲပြီးတော့ယူတဲ့အဆင့်ကိုရောက်နေပြီမြန်သားအနေထားကလည်းပဲအလှူခံပုံကိုတယောက်ရဲ့မြန်သားမဟုတ်ပဲနဲ့ ပေးခြင်းပြီးမပေးလေယူမယ်ဆိုတဲ့လူရမှုအသွင်ကိုရောက်နေပါတယ်နောက်တစ်ခုကဒီငလျင်ဘေးတံကြောင့်တင့်တဲ့အချို့အချို့သောနေရာတွေမှာမိမိတို့ရဲ့ပိုင်ဆိုင်မှုအိမ်ဝင်းချမ်းမြေပိုင်ဆိုင်မှုစာချုပ်တွေကားပိုင်ဆိုင်မှုစာချုပ်တွေထည့်ထားတဲ့ဖိုင်လွဲအသီးသီးတွေကိုရသွားတဲ့လူတွေကသိန်း60နဲ့ရွေးခိုင်းရတာနဲ့သိန်း1000နဲ့ရွေးခိုင်းရတာနဲ့နေရာခဏအသီးသီးမှာ ဖြစ်ပေါ်နေတယ်။နောက်တစ်ခုကဒီညမှာခွင့်ပြုချက်အချိန်ကိုကြော်သွားတဲ့အခါမှာတခိုးရမျှဆန်းဆန်းမြေအောက်မှာနစ်နေတဲ့တယံဇာတတွေကိုပေါ်ထုတ်တဲ့အဖွဲကလည်းဒုနယ်တီဖြစ်နေတယ်။အဲ့ကျကျွန်တော်တို့အနှစ်ချုပ်ရပြောရမယ်ဆိုလို့ရှိရင်လူတဦးတယောက်တောင်မကပဲနဲ့လူအများစုဒုက္ခရောက်နေတဲ့အချိန်ခါမျိုးမှာတော့ဒါမျိုးတွေမဖြစ်တတ်ပါဘူး။မန္တလေးမြို့ကြီးကနာမည်ကြီးပါတယ် အမှုပညာရလည်းနာမည်ကြီးပါတယ်ယဉ်ကျေးမှုရလည်းထွန်းကားပြီးတော့အရန်နာမည်ကြီးတဲ့မျိုးကြီးတစ်မျိုးပါဒါပေမဲ့လို့အဲ့ဒီလိုကောင်းတဲ့အရာတွေနဲ့နာမည်ကြီးတယ်လို့ခေတ်ကာလကောင်းစဉ်တုန်းကလည်းပဲစီလာတဲ့ဆိုင်ကိုဓားထောက်ပြီးတော့လူရတာနဲ့အဆောက်တွေအထက်ထက်ချထားတဲ့ရွှေဆိုင်အသီးသီးကိုလူရတာနဲ့ဒါမျိုးတွေကလည်းနာမည်ကြီးတာကိုအဲ့ကြအခုလိုမျိုးယောဂမဟုတ်ဖဲနဲ့ကပ်ပြီးကြားရောက်နေတဲ့အချိန်ခါမျိုးမှာလည်းပဲအခွန့်နဲ့လူတွေကပို့ပို့ပြီးတော့ခေါင်းထောင်ပြီးတော့ ူတို့အတွက်တော့ဇပက်ကြီးတဲကိုကြတဲ့ကြွက်ပမာအာရပါရကြီးကိုသူတို့မှာနစ်နေတဲ့တယံဇာတတွေကိုဖော်ထုတ်ကြတဲ့လူကဖော်ထုတ်လားလူတဲ့အဖွဲ့တွေကိုတခိုးတမျှဆန်ဆန်လူရက်မှုတွေကလည်းဖြစ်လို့ဖြစ်နောက်တစ်ခါမှာမွေးပူရာကင်းမောင်ဆိုသလိုဒုက္ခရောက်လို့မှ နေစရာရှားနေတဲ့လူတွေကိုဓမြဆန်ဆန်ဓားထောက်ပြီးတော့ချိတ်ချောက်မှုတွေကလည်းအများကြီးပဲဖြစ်နေတယ် ဒါလေးတွေကိုကျွန်တော်ကနေပြီးတော့ပြောပြချင်တာလေများသောအားဖြင့်ဒီဓမြဆန်ဆန်လောက်ကြတဲ့လူတွေယောက်ျားတွေပဲတတ္တိရှိစမ်းမှာမဟုတ်တဲ့နေရာမှာတတ္တိမရှိပါနဲ့မိမိဘဝကိုတိဆောက်တဲ့နေရာမှာရဲရဲဝင့်ဝင့်နဲ့မှန်ကန်တဲ့လမ်းကြောင်းကနေပေါ်လျှောက်တဲ့နီးစနစ်နဲ့တတ္တိရှိနေရင်ဆိုင်ကြစမ်းမှာဒီချိန်ကမှလူများကအယံကိုဒုက္ခရောက်နေပြီလူလူအတွေးခေါ်လေတွေရှိကြစမ်းမှာနိုင်ငံရချတိုင်းပြည်အသီးသီးမိမိတို့ဒေသမှာမဟုတ်တဲ့ ပြည်နယ်လိုက်တိုင်းလိုက်တွေကနေလာပြီးတော့စစ်ဘေးစစ်တမ်းတင်တဲ့အထက်သူတို့လည်းပဲငလျင်တန်းအနေနဲ့များခန်းစားရတဲ့အထက်မှာပါမိမိတို့မျိုးကြီးကိုအင်းနဲ့အားနဲ့လာပြီးတော့လှူးနေကြတန်းနေကြကုင္ကြီးနေကြတာတွေကိုဘာဖြစ်လို့စိတ်နှောက်ရှက်ပေးကြတာလဲစဉ်းစားကြည့်ပါ